ပရိသတ်များလုံးမင်္ဂလာပါခင်ဗျ Sport Italy ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ MF မှာကိုနေခွဲနီးပါမရှုံးခဲ့တဲ့ဂျိုးဂျာနီတွေကိုအတောင်ချိုးခဲ့ပြီးအစိမ်းလိုက်ဝါးစားခဲ့တဲ့တရေနီများအာနီစလော့ရဲ့အသင်းကိုအံ့အသင့်အောင်လုပ်ပြနိုင်ခဲ့တဲ့ Man United ရဲ့အောင်ပွဲကလည်းမမရရပြန်ပြောရမယ့်အချက်၆ချက်စတဲ့အကြောင်းအရာများပဲဖြစ်ပါတယ်အနေနဲ့ဒီနေ့ညမှာရှင်မြန်ကစားခဲ့တဲ့ Liverpool နဲ့ Manchester United တို့ရဲ့ပွဲမှာတရေနီတွေကအထင်ကြီးပွဲခြေစွမ်းပြသပြီးနှဂိုးတကုန်းနဲ့အနိုင်ရရှိခဲ့ပါတယ် ဒီရာသီမှာခံလစ်ကိုတပွဲတစ်မျိုးမယိုးအောင်အပြောင်းလဲလုပ်နေတဲ့အမော်ရင်ကမကွာရဒီလစ်လူရှော့တော့ကိုပွဲထွက်စေခဲ့ပြီးဒီအတွဲဖက်ကပို့ပြီးတော့အလုပ်ဖြစ်ခဲ့တဲ့ပုံပေါ်ပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာမကွာရက United ရဲ့ကယ်တင်ရှင်ဖြစ်လာပြီးသူ့ရဲ့ဂိုးရင်းနဲ့ United ကိုမကြာခဏဆိုသလိုကယ်တင်ပေးနေခဲ့ပါတယ်။ပြိုင်ပွဲဆုံးသုံးပွဲဆက်ရှုံးနေပြီးစိတ်တပိုင်းတည်ငြိမ်မှုပျောက်ဆုံးနေတဲ့လီဗာပူးကစားသမားတွေကကစားဖို့စိတ်မပါသလိုဖြစ်နေခဲ့ပြီးအိမ်ဝင်းမှာတော့စွတ်စွတ်စည်းစည်းမကစားနိုင်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်ကပထမပိုင်းဆက်ဆာကျင်းနှစ်မိနစ်မှာအတာအနည်းနဲ့လီဗာပူးကိုခွင့်ကောင်းယူပြီးဦးဆောင်ကိုရရှိခဲ့ပါတယ်။ဖာနန်ဒက်စ်ပေးပို့လိုက်တဲ့ဘောလုံးကိုညာတော်မကအာမတ်ကအမ်ဘိုမိုစီပေးပို့ခဲ့ရမှာအမားရွေးမရှိကန်သွင်းနိုင်ခဲ့ပြီးအန်အတင်ပွဲဦးဆောင်ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒီကောမှာအမ်ဘိုမိုရဲ့ကြိုးစားအားထုတ်မှုကိုချီးကျူးရမှာဖြစ်ပြီးမက်ဂလစ်စတာနဲ့ဝင်တိုင်းမိခဲ့လို့လဲကြနေရာကနေချက်ချင်းပြေးထပြီးတော့ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။လီဗာပူးတင်းကပွဲဆက်ဆာခြင်းကိုပြလိုက်ရတာကြောင့်ဒရက်ဆာတိုက်စစ်ပြန်ဆင်လာခဲ့ပြီး ကိုရီကဘူရဲ့ဒမ်ဘယ်တိုက်ဆက်ကကန်ချက်ကတိုင်ထိခဲ့သလိုဘယ်တောင်မှကနေဖြတ်တင်ပြပမှုကလိုထီလန်းညောင်းပြောင်းပြီးညဘက်ကိုးတိုင်ကိုထပ်မံထိမှန်ခဲ့တာဖြစ်ပါတယ်။36မိနစ်မှာအလက်ဇန်ဒါအီဆက်ဂိုဒမားနဲ့တဟူးချင်းကန်သွင်းခွေရခဲ့ပေမဲ့လမ်မန်စ်ကသတိရှိရှိနဲ့ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးကနေမှဒီနေ့တွေကဒရက်ဆက်ပြန်လည်ဖိအားပေးခဲ့ပေမဲ့နောက်ထပ်ကိုးထပ်မရခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလဘဘူကအခြေပါကိုပြန်ရဖို့အပြင်းထန်ကြိုးစားလာခဲ့ပြီးကိုရီကဘူရဲ့ကန်ချက်ကနောက်ထပ်တစ်ကြိမ်ကိုးတိုင်ထိမှန်ခဲ့ပြန်ပါတယ်။ 65မိနစ်မှာမိုဟာမက်ဆာလာဂိုးညာဘက်တိုင်နာမှာဂိုးသမားတွေတအူးချင်းကန်သွင်းခွင့်ရခဲ့ပေမဲ့အန်အန်တင့်ပွဲကောင်းလာအောင်လွဲချော်သွားခဲ့တာဖြစ်ပါတယ်။88မိနစ်မှာတော့လော်ဘဘူးတို့လိုအပ်နေတဲ့ခြေပါကိုရရှိခဲ့ပြီးလူသားဝင်လာတဲ့ခြေရေးစားဖြတ်တင်ပေးလိုက်တဲ့ပေါ်လုံကိုကပ်ပိုကပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမန်ချက်စတာယူနိုက်တက်ကနောက်ထပ်5မိနစ်အကြာမှာပဲဦးဆောင်ကိုပြန်သွင်းသွားခဲ့ပြီးဆော့ပါစလိုင်းနဲ့ထိပြီးပြန်ထွက်လာတဲ့ပေါ်လုံကိုဖာနန်ဒက်စ်ကကန်တင်ပေးခဲ့ရမှာမက်ဂွေယာကကောင်းတိုက်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ခြေစား9မိနစ်မှာလဘာဘူးတို့ခြေပါကိုရရှိဖို့အကောင်းဆုံးခွင့်ရရခဲ့ပေမဲ့ frame point ဖြတ်တင်ပြေးဖို့မှုကိုကပ်ဖို့ကလိုကတ်မခံထားရပဲလောလောချွတ်ချွတ်ခေါင်းတိုက်ခဲ့ပေမဲ့ goal line ပေး wide ထွက်သွားခဲ့တာဖြစ်ပါတယ်လက်ကျန်ပွဲကစားအချိန်တွေမှာတော့လေဝါဘူးက Dragon တိုက်စစ်ဆင်ကစားခဲ့ပေမဲ့လေ Man United နောက်တန်းနဲ့ကိုယ်သမားကအစွမ်းကိုပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့်ခြေပါကိုထမ်းမရခဲ့ပဲရှုံးနိုင်သွားခဲ့တာဖြစ်ပါတယ်။ Manchester United ကဒီနိုင်ပွဲကြောင့် Dash နာမည်ကျော်နီးပြကြီး Van Gaal ထံ2016ခုနှစ်နောက်ပိုင်း Anfield မှာလေဝါဘူးကိုပရမအောင်ချိန် Premier League နိုင်ပွဲရောက်ခဲ့ပြီး အမေရိကန်နဲ့ United နေပြပေါ်ရမှာပရမအဆုံးချိန်ပရမီးယားလီနှစ်ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီဖြစ်ပါတယ်။ဒါပါဘူးကတော့2014ခုနှစ် Brandon Rogers လက်ထံနောက်ပိုင်းပရမအဆုံးချိန်ပြန်ပွဲဆုံး၄ပွဲဆက်တိုက်ရှုံးလင်းခဲ့တယ်လို့2021နောက်ပိုင်းပရမီးယားလီ၃ပွဲဆက်တိုက်ရှုံးလင်းခဲ့တာဖြစ်ပါတယ်။ DeAndre ရဲ့ MVP မှာဂျိုဂျာနီတွေကိုအမွေးနှုံမိခင်စားခဲ့တဲ့ပွဲကမမရရပြန်ပြောရမယ့်အချက်၆ချက်ရှိခဲ့ပါတယ်။အငင်းပွားစရာနဲ့စားခဲ့တဲ့ပွဲ လဘာဘူးနဲ့မန်ယူနိုက်တက်တို့ပွဲကဘယ်တော့မှတိတ်ဆိတ်နေခဲ့တာမရှိခဲ့ပေမဲ့လည်းဒီလောက်အစောကြီးစူးစူးညံ့ညံ့ဖြစ်နေခဲ့မယ်လို့တော့မမျှော်လင့်ခဲ့တာဖြစ်ပါတယ်။ဘွယ်ကစားချင်းတက်မလို့မပြည့်ခင်မှာပဲဖန်ဒိုက်မက်ကလစ်စတာနဲ့အမ်ဘူမရို၃ယောက်တူတူဘောလုံးကိုကောင်းရှင်တိုက်ဖို့ကြိုးစားခဲ့ပြီးအာဂျင်တီးနာကွင်းလက်ကစားသမားကထိခိုက်ဒဏ်ရာကြီးကြီးမားမားရရှိခဲ့ပါတယ်။မက်ကလစ်စတာကမျက်ခင်းပေါ်မှာဒဏ်ရာချောင်းလိုးလိမ့်နေချိန်မှာအာမေရိကလူကဘောလုံးကိုဆွဲပြေးပြီးအတင်းဆောင်နေတဲ့အမ်ဘူမိုစီပေးပို့ခဲ့ပါတယ်။ ဗန်ဒိုက်ကပွဲကိုရပ်တန့်လိုက်ပဲလို့ထင်ခဲ့တာကြောင့်ရုတ်တရက်ကြောင်းနေခဲ့တဲ့ချိန်မှာအန်ဘူမိုကပြေးလွှားပြီးကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ကထူးထူးဆန်းဆန်းအဖြစ်ပြက်ဖြစ်နေချိန်မှာအောင်ပွဲခံခဲ့ပါတယ်။ဒီအဖြစ်ပြက်မှာလော်ဘူးတင်းကပွဲကိုဆက်မကလားခဲ့တာကအဖြစ်ရှိခဲ့တာလား။ဒါမှမဟုတ်ဒိုင်းဝစီမဟုတ်တာကိုပဲအာယုံဆိုင်နေခဲ့တဲ့ဒါမှပြောတတ်ပေမဲ့ပုံမှန်ဆိုတော့ဒီလိုအခြေအနေမျိုးမှာပွဲကိုရပ်တန့်လိုက်ရှိတာကြောင့်ကြောင်းသွားခဲ့တာဖြစ်နိုင်ပါတယ်။ MV ကိုကစားဖို့လာခဲ့တဲ့ Man United မန်ချက်စတာယူနိုက်တက်ကဘယ်လိုကစားကွက်နဲ့ကစားမလဲဆိုတော့အားလုံးသိပြီးသားဖြစ်ပေမယ့်ဘယ်သူတွေကဘယ်နေရာမှာကစားမလဲဆိုတော့အကွဲပြားခြားနားမှုအားလုံးကိုပြုလုပ်နိုင်ပါတယ်။ရော်ဘီအမိုရီရဲ့နာမည်ကြီး၃လေး၃ကစားကွက်ရဲ့ညာနောက်ခံတောင်ပိုင်းနေရာမှာအာမတ်ကကစားပေးခဲ့ပြီးဖာနန်ဒက်စ်ကကွင်းလေကနေအခွင့်သားတိုင်းရှေ့တက်ကစားခဲ့ပါတယ်။ပထမပိုင်းမှာအချိန်ဆက်မမီတဲ့လေဘာဝူးနဲ့ရင်ဆိုင်ခဲ့ရမှာအလုပ်ဖြစ်ခဲ့ပေမယ့်ဂိုးမပေးခဲ့ရတာကတော့ကံကောင်းခဲ့တာပါ။လဘဝတိုင်းစမှုကပ်ပိုးဆက်ကန်ချက်ကဂိုးတိုင်ထိခဲ့ပြီးဖြတ်တင်ပေးဖို့ရမှာလေလူထီလမ်းကြောင်းပြောင်းပြီးတိုင်ထက်ထိခဲ့တာဖြစ်ပါတယ် အမော်ရင်ကလဘာဝူရဲ့ဘယ်နောက်ခံလူမီလော့စကာကတ်ဘက်ကနေအာမန်အမ်ဘူမိုရုကနေတဆင့်ထိုးပေါက်ဖို့ပြင်မဲ့ထားခဲ့တာမှန်ကန်ခဲ့ပြီးဒီအန်နီရဲကဒုတိယမြောက်ဦးဆောင်ကိုကိုအလွယ်တကူပဲရရှိသွားနိုင်တဲ့အခြေအနေရှိခဲ့ပါတယ်။ဖာနဒက်စ်ကအာမန်ပေးပို့လိုက်တဲ့ဘောလုံးကိုအန်အားသိမ့်ပွဲကောင်းလာအောင်လွဲချော်ခဲ့လို့သာဂိုးထမ်းမရခဲ့တာဖြစ်ပါတယ်။တိုက်စစ်ပိုင်းရုံးကန်နေရတဲ့လဘာဝူလဘာဝူကသူတို့လုံနိုင်တဲ့တိုက်စစ်ကစားပုံမျိုးတေချာမကစားနိုင်ခဲ့တယ်လို့ဂိုးရှေမှလည်းကံမကောင်းခဲ့ပါဘူး။ အထူးသဖြင့်ကပ်ဘိုးကကန်ဆိုးဆုံးဖြစ်ခဲ့ပြီး၃ညင်ထိ၉ညင်ထိခဲ့တာဖြစ်ပါတယ်။88မိနစ်မှာကပ်ဘိုးကဂိုးပေါက်ရှာတွေ့ခဲ့ပေမဲ့လည်း98မိနစ်မှာအပိုင်ကောင်းတိုက်ဂိုးကိုလွဲချော်ခဲ့ပြန်တာဖြစ်ပါတယ်။ဒုတိယပိုင်းစတတိယမြောက်တိုင်ထိခဲ့တဲ့ကန်ချက်ကအလွန်ကောင်းမွန်တဲ့ကစားပုံဖြစ်ခဲ့ပြီးဒုတိယပိုင်းတစ်ပိုင်းလုံးတိုက်စစ်အရှိန်မြင့်သလောက်ကပ်ဘိုးအေဆန်နဲ့ဆာလာတို့အတွက်ကအလုံးမဖြစ်ခဲ့တာဖြစ်ပါတယ်။အဲကြောင့်အာနိစလောက first နဲ့ akitiki တို့ကိုလူသားဝင်ကစားစေခဲ့ပြီးတပွဲလုံးဖြစ်ဖြစ်မမြတ်မလို့ပြနိုင်ခဲ့တဲ့ဆာလာကိုတော့မထုတ်ဘဲထားထားခဲ့တာဖြစ်ပါတယ်။ ဝဘီကနေမှာအေဆန်နဲ့ဆာလာကိုပါထုတ်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ဘယ်ယူနိုက်တက်တိုက်စဲအတွက်အထင်ကြီးစရာကောင်းခဲ့တဲ့ကိုညာမန်ချက်စတာနဲ့တင်ကလေဗာပူးခန်စစ်ကိုကြစ်လက်အောင်လှုပ်လိုက်ချိန်မှာထိုးဖောက်ဖို့အတွက်ရုံးငန်ခဲ့တာဖြစ်နိုင်ခဲ့ပေမဲ့ကစားသမားတစ်ယောက်ကိုတော့အင်ရှင်ခန်စစ်ကနောက်တွန့်အောင်မလုပ်နိုင်ခဲ့ပေ။အဲဒါကမာတီးယပ်စ်ကိုညာဖြစ်ပါတယ်။အထောက်တိုက်စဲမှုဖြစ်ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီးနောက်ဘရာဇီးကျောင်းပွင့်ကဘောလုံးကိုကောင်းကောင်းထိန်းထိန်းထားနိုင်ခဲ့ပြီးတစ်ချိန်မှာ၉ရမလိုတောင်ဖြစ်ခဲ့ပါတယ်။ မေသမားရဲ့နေရာမှာရှက်ကိုဝင်လာတော့ကိုညောင်ကကွင်းလေတီစင်ကစားခဲ့ပြီးအဲဒီကနေဒီအန်ဒီလိုလုံနိုင်ခဲ့သမျှကောင်းမွန်တဲ့တိုက်စစ်ဆင်မှုတိုင်းမှာပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ကိုညောင်ကမန်ချက်စတာယူနိုက်တက်ကိုခေါ်ယူဖို့လိုအပ်ခဲ့တဲ့ကစားသမားပုံစံတိုင်းကွက်တီဖြစ်နေပုံပေါ်ပါတယ်။လေးပွဲဆက်ရှုံးနိုင်ခဲ့ပြီးအန်ဖီမှာမို့လို့ပိုရင်နာခဲ့ရတဲ့လေဘာဘူးလေဘာဘူးအတွက်တော့ဒီရှုံးပွဲကပြိုင်ပွဲဆုံးလေးပွဲဆက်တိုက်ရှုံးနိုင်မှုဖြစ်ခဲ့ပြီးအန်ဖီမှာဒီအန်ဒီတွေကိုရှုံးနိုင်ခဲ့တာမို့လို့အနာအကျင်ရဆုံးဖြစ်ခဲ့ပါတယ်။ ဘာဝုဒင်းရဲ့ယာတိကဒီရှုံးပွဲကြောင့်အန်ဒရယ်ရှိလာပြီဖြစ်ပြီးဆိုပလားပြိုင်ပွဲမှာအာဆနယ်နဲ့၄မှတ်အထိကွာဟခဲ့ပြီဖြစ်ပါတယ်။မန်ယူနိုက်တက်ကအန်ဖီမှာတရီတမတ်ယူဖို့ဂျိုတင်ပြင်ဆင်ခဲ့မှာဖြစ်ပေမဲ့အသင်းတွေအနေနဲ့ပုံမှန်မြင်တွေ့ခဲ့တဲ့ချန်ပီယံတွေရဲ့အားနည်းချက်တွေရှိခဲ့ပြီးဒီအန်နီတွေကအရာကိုအခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီရလကအမော်ရီနဲ့ဒီအန်နီတွေအတွက်တော့ဖီအားတွေများနေကြပြီးမှအကောင်းဆုံးတုံ့ပြန်မှုဖြစ်ခဲ့ပြီးပုံမှန်အားဖြင့်ပျောက်ဆုံးနေခဲ့တဲ့စိတ်နှစ်ကစားပုံကပွဲကိုအဆုံးဖြတ် ဖြစ်စေခဲ့တာဖြစ်ပါတယ်။ ကလာရှိစိုးရင်ပူပန်ခဲ့ရမှုကိုမေးဖြောင်းနိုင်ခဲ့ပြီဖြစ်တဲ့ Man United ပြည်ရနှစ်တွေမှာ Manchester United ရဲ့အားနည်းချက်ကဘာလဲလို့မေးရင်ခံစင်းတဲ့ဂိုးသမားဆိုတာအားလုံးတည်ပြီးသားဖြစ်ပါတယ်။ Onana ရဲ့မကြာခဏအမအကျိုးလုံးမှုတွေကြောင့်ဂိုးတွေပြီးခဲ့ရပြီးနိုင်တဲ့နဲ့ပွဲတွေကိုပါရှုံးလင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ Manchester United ကိုပေါ့မှာအချိန်ကြာကြီးအတွင်းစိတ်ချယုံကြည်ရတဲ့သူတယောက်ကိုပြန်လည်မြင်တွေ့ခဲ့ရပါပြီ။ အသက်23နှစ်ရွယ်ကိုသမားဆန်နီလမ်မန်စ်ဟာတရားနေရအတွက်ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့နှစ်ပွဲစလုံးမှာနိုင်ပွဲရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဆန်နလန်စ်တဲ့ပွဲမှာဘေးကုမရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်ဒနီယိုနေနေကြောင့်လဘာဘူးနဲ့ပွဲမှာဂိုးကာခွင့်မှု9အကြိမ်အထိပြုလုပ်ပေးခဲ့ပါတယ်။ယာတီစာကနေကအမော်ရင်တာလမ်မန်စ်ကိုယုံကြည်မှုပေးခဲ့ရင်မန်ချက်စတာယူနိုက်တက်လက်ရှိရှိနေတဲ့နေရာထက်ပိုပြီးမြင်မာတဲ့နေရာမှာရှိနေမှာတည်ကြပြီးကူတရာယုံနဲ့ပီတာရှင်မိုက်ကအသေးစားလေးကဘရိတ်သတ်တွေရဲ့အချစ်တော်ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ အခုလိုမျိုးတရုံတရင်တို့တွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Support A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝေရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ။